ခုဆိုရင်ဒါမြင်ရတဲ့ primary color primary color ဆိုတော့အပြာရဲ့အနီရဲ့အဝါရဲ့ပေါ့ပြီးရင်ကျွန်တော် secondary color ကြီးဖြစ်အောင်လို့ကျွန်တော်ရောစပ်ပါမယ်နော်အဲကျွန်တော် color theory မှာပါခဲ့တဲ့အတိုင်အဲဒီပုံနဲ့အတိုင်ပါမယ်ဒီ secondary color second color ကိုကျွန်တော်ရောစပ်ပါမယ် second အခုဆိုရင်အနီနဲ့အဲအပြာနဲ့အနီနဲ့ပေါ့နော်စဆက်ပါမယ်နော်အဲ့ဆိုတော့ကျွန်တော်ဒီဇိုင်းဇာတ်ကြီးဆက်ပါမယ်အပြာဒီဇိုင်း အနည်းတစားပေါ့နော်အဲ့လိုထည့်ပါမယ်နော်ပြီးအနည်းရောတစားထည့်ပါတောက်ကျွန်တော်မှုလိုက်ပါမယ်ခရမ်းအောင်ပါနော်ခရမ်းအောင်ထွက်လာပါကျွန်တော်ကာလာရီဆက်တဲ့ခါမှာဘယ်လိုစဉ်းစားမှာဆိုကိုဆက်မဲ့အရောင်က အပြာဘက်သွားလားအနီးဘက်သွားလားခရမ်းစုံလေပေါ့ခရမ်းပြာဘက်လားအနီးဘက်လားအဲ့ဒါဆိုတော့ကာလာကိုဆက်တဲ့ခါကျရင်ကိုလိုချင်တဲ့ကာလာကိုဟိုစဉ်းစားရတယ်အပြာဘက်သွားတဲ့ခရမ်းလားအနီးဘက်သွားတဲ့ခရမ်းလားအဲ့လိုမျိုးစဉ်းစားရေးဆက်ကအဲ့တော့တကယ်တမ်းဆက်မယ်ဆိုရင်အပြာဘက်သွားတဲ့ခရမ်းဆိုရင်အပြာကိုပို့ပြီးထည့်ပါဗျာတဘောပြောရအောင်နော်အနီးဘက်သွားတဲ့ကောင်ဆိုအနီးကိုပို့ထည့်အဲ့လိုမျိုးတကယ်တမ်းမှာတကယ်လက်တွေ့မှာအဲ့လိုမျိုးဆက်ဆက်ပြီးရတာပါအတိအကျအဲအတိအကျတစားတစားကြီးထည့်ရတော့ မဟုတ်ဘူးပေါ့နော်အဲ့တော့ခုနပြောခဲ့သလိုပဲကျွန်တော်အပြာဦးအပြာနဲ့အနီကျွန်တော်အခုအနီကိုပို့ပို့ပြီးတော့ကျွန်တော်ထည့်လိုက်မယ်နော်ကျွန်တော်ဆေးနည်းနည်းပဲထည့်တော့မယ်နေရာမဆက်မှာဆိုတော့ပြီးအပြာကိုနည်းနည်းပဲထည့်မယ်ဒါအပြောင်းပြောင်းနည်းနည်းလေးပဲထည့်နော် ပြင်အပြာကိုကျွန်တော်ပို့ထည့်မယ်နောက်တစ်ခါကြတော့အနေယူကြတော့ကျွန်တော် short ထည့်မယ်အဲကျွန်တော်မှုကြည့်မှနှစ်ခုဒါကတော့အနီးအနီးပိုများတဲ့ခရမ်းရောင်ပေါ့ ဒါအပြအပူများတဲ့ခရမ်းဖြစ်မယ်နော်အခုကဒီဒီနှစ်ခုကအနီးကပူများတော့ဒါအနီးဘက်ပဲရောက်နေနော်ခရမ်းဘက်တော့အလောက်မရောက်သေးအဲအဲ့လိုအဲ့လိုမျိုးကာလောက်ကျွန်တော်ကဖြည်းဖြည်းချင်းတင်ပြီးရတာအဲ့တော့ခရမ်းဖြစ်ဖို့အတွက်ဆိုရင်အပြာနည်းနည်းထဲပေါ့ဒါအနီးဘက်ရောက်တဲ့ခရမ်းဖြစ်ဖို့အတွက်ပေါ့ဒီကောင်ဆုံးအဲ့လိုပဲအပြာပူများတော့ကြောင့်မလို့ဒါခရမ်းအဲ့လိုကြီး မရောက်သေးဘူးအဲ့တော့အနေပြင်းပြင်းထဲပေါ့နော်အဲ့လိုမျိုးကျွန်တော်ချိန်စားထည့်ပြရတာဒါစားတို့ထဲမဲ့ဆိုဒီလိုရောင်ဖြစ်သွားတယ်ဒီလိုခန်းရောင်ထွက်သွားတယ်ပေါ့နော်အဲ့တော့ဒါအနေနဲ့အပြာနဲ့အနေနဲ့ပေါင်းမယ်ဆိုရင်ဘလို့ရရဲဆိုတော့ကျွန်တော်ဒါပြပြထားပါဘောနော်ဒါကြတော့တစားတစားကြီးဒါကြတော့အနီအနီပူများဒါကြတော့အပြာပူများတယ်နော်အဲ့လိုမျိုးစဉ်းစားပြီးတော့ကလာဆက်ပြီးရတာပါအဓိကကိုဆက်မဲ့ခရမ်းကဘာခရမ်းလဲကိုအဓိကစဉ်းစားပြီးရတာပါနော်အဲ့ဆိုကျွန်တော်နောက်တစ်အောင်ဆက်ပါမယ်နောက်တစ်အောင်ကြတော့